ဂလိတရားဟောဖို့ဆိုတာကတက်တည်မရှိဘဲနဲ့ကျွန်မမဟောခြင်းဘူးကိုကိုကိုတိုင်းဖြစ်ခဲ့တယ်ဆိုတဲ့အရာကိုတက်တည်ပြပြီးအခုကျွန်မစီရောက်လာတဲ့လူတွေလည်းဒီမဲတက်တည်ဆိုတာပုံတက်တည်ပြပြီးကျွန်မတိတ်အင်းဝဂလိတရားဟောတယ်ပြောတယ်ကိုကိုတိုင်းခံစားခဲ့ရတယ်ဟောအဲ့ချိန်မှာဆရာကဆရာကိုကျွန်မတွေ့တဲ့ချိန်မှာဆရာကကျွန်မကိုပြောတယ်အဲ့ဆိုဘာဟိုဟိုပြောတာဘယ်လိုမလဲ ်ဆရာကကျမကိုရေးတိုက်တယ်တင်တယ်ကျမမမတ်မိဘူးနော်ဒါဟိုဗီဒီယိုဖိုင်ပြန်ပြန်ကြည့်ပြီးမှကျမသိတာကျမဘာဖြစ်နေမှမသိဘူးဗီဒီယိုဖိုင်ပြန်ကြည့်ပြီးမှသိတာအဲ့ဒီမှာဆရာကမောက်ထုတ်တဲ့ချိန်မှာအဲ့ဒီမိစ္ဆာခုခေါ်ဆိုတဲ့မိစ္ဆာဆိုတာကိုသိရတယ်ကျမပါဇက်ကပြောတဲ့ဟာ ဒီခေါနမိုင်ကနေလိုက်လာတယ်ဆိုတာကိုသိရတယ်အစိမ့်တွေတည်ွားတဲ့လူဆိုတာသိရတယ်အဲ့ဒီနတ်ကတော်ကအဲ့ဒီဖူးကော့ဆိုတဲ့လူကိုမိမယောက်ျားကြီးကိုထိုင်းလူမျိုးယောက်ျားကြီးရဲ့ဝိညာဉ်ကိုယူပြီးတော့ပြုစားနေတယ်ဆိုတာကိုတရားထုတ်ပေးလိုက်မှာတရားမထုတ်ပေးရင်ကျွန်မမသိသေးဘူးပြီးရင်အဲ့လိုလားပြီးရင်နောက်တစ်ခုကပါလဲဆိုရင်ဆရာကပြောတယ်အဲနှစ်ချီတော့ကိုဟိုငရဲမိတဲ့ကိုချမယ်လို့ပေါ့နော်အဲ့မှာ ကျွန်မဗီဒီယိုဖိုင်ကြီးရှိတယ်ဆီယမ်မလေးလောက်ထားတာအရန်လဲကျေးဇူးတင်တယ်ဘာလို့လဲဆိုရင်ကျွန်မအတွက်အရန်တက်တည်တကူရတာပေါ့နော်ဟိုကျွန်မဘာရှစ်ဆီယမ်လူလဲဒါရှစ်ဆီယမ်မဟုတ်တာဟန်ဆောင်နေတာမဟုတ်တော့ရှစ်ရမဲ့ဟာမဟုတ်ဘူးကျွန်မမရှိဘူးအမှန်တရားအယုတ်ပဲဆိုဆိုရွက်ပဲရွက်ရွက်ဘယ်လိုမဆိုင်ဘူးကျွန်မကတော့အဲ့မှာဆီယမ်ငရဲမီးကိုကောင်းကင်တမန်ကိုတွေ့လားငရဲမီးကိုဟုတ်ဆိုတကယ်မလေးကျမအသားနော် ငရဲမိတဲ့ကိုခြေတော့ချတယ်လို့ဆရာပြောတဲ့ချိန်မှာကျမအသားကမပူဘူးနော်အသားကဘာမှမပူဘူးဒါပေမဲ့ပါးစပ်ကနေပြီးတော့ပြောနေတာအာပူတယ်ဟာဟာအိုးနေတာကျမအသားမပူဘူးဒါကျမလက်တွေ့ဖြစ်တဲ့ဟာကိုပြောပြတယ်နော်သူတို့ကပူနေတာလေသူတို့ပူနေတာမှာပေါ့ သူတို့ပူနေတာဖြစ်မှာပေါ့ဒါပေမဲ့ကျမရဲ့အသားကမပူဘူးကျမသားအေးဆေးပဲဒါပေမဲ့ကျမပါးစပ်ကနေပြောနေတယ်အာပူနေမလုံနဲ့မလေးမလုံနဲ့မလုံနဲ့မလုံနဲ့ဆရာမလုံနဲ့ရပြီရပြီယေရှုကိုတိလာဆိုတိတယ်မလုံနဲ့တော့ကောင်းကင်တမန်တွေဆရာပြောနေတယ်ကောင်းကင်တမန်တွေငရဲမိတဲ့ဟုတ်ချဘာဖြစ်လို့ဘုရားသားသမီးကိုအဲ့လိုလှုပ်လဲမညံလေးပြအောင်လို့လှုပ်လဲဘာဖြစ်လို့လှုပ်လဲချဆိုပြီးတော့ပြောတဲ့ဟာလေးအကုန်လုံးကကြားနေတယ်လေ cha này đẹp quê của bia bia là mô đẹp chào mọi người chẳng mà biết là gì à tại cha ồ lại cha đó đùa đùa cũng à em làm gì cái này biết tên lại cái nào ဆရာအားနာလေဆရာအိတ်ချင်တာပြောပြောဆိုတော့လေအမလေးတမလေးတင်နန်းလေးတက်လိုက်ရသလိုပဲအဲ့ဒီတင်နန်းပြီးအိုးအဲ့ဒီတင်နန်းလဲအဲ့ဒီဆရာမောင်းထုတ်ပြီးအဲ့မဆရာနဲ့ကျွန်မနဲ့စတူပါလေတော့အဲ့ကျွန်မရဲ့ဝိညာဉ်ကောင်းဆောင်ပထမဦးဆုံးလမ်းပြကျဲ့ပေါ့နော်ပြောမယ်ဆိုအပြင်မှာအပြင်မှာတွေ့ကြရတာအပြင်မှာ အပြင်မှာတွေ့ဘူးတယ်ဆိုတာက profit agency သွားတဲ့အချိန်မှာဆရာကိုကျွန်မအပြင်မှာတွေ့ဘူးတာလीဆရာကျွန်တော် profit agency သွားတာအဲ့ဒီ profit agency သွားတဲ့အချိန်တော့ကျွန်မကဘယ်လောက်ထိအတိုက်ခံပြင်လိုက်လဲဆိုရင်သိနေလားအဲ့ဒီ profit agency သွားဖို့ဆိုတာလीကြားလာပြီးမျောလင့်ချက်တွေထားတာသွားမယ်နေမိုးလင်းသွားတော့မယ်ဆိုတာလीအိုးဒီမှာလीကျွန်မကျွန်မအထုတ်တဲရောက်နေတယ်လीအင်း ကျွန်မအထုတ်တဲ့ရောက်အထုတ်တဲ့အတန်နေကြားနေတယ်အထုတ်တဲ့အကြောင်းကိုဆက်ပြောရအောင်မယ်ပဲဒီအထုတ်တဲ့မှာအခုအထုတ်တဲ့ဆိုလို့တတိယအထုတ်တဲ့ရောက်တော့အဲ့ဒီရောက်ကြားလေးတွေဈေးရောက်နေတဲ့အတန်တွေကိုကျွန်မကြားတော့ကျွန်မကကျွန်မဖက်ချမ်းကမိမကြီးကိုကျွန်မမေးတယ်ဟဲ့လို့ဟိုဟိုဘုဖက်ချမ်းမဈေးတောက်ပြီးတော့ဟိုလို့စကားလေးပြောနေရောက်ကြားလေးတွေစကားပြောနေလို့မပြောဘူးလေလက်ရောက်ကြားလေးအခမ်းလက်ပြောတော့ကျွန်မကိုလာခေါ်ထုတ်တယ်လေတရားသူကြီးနောက်သွားဖို့ကျွန်မကိုလာပြီးခေါ်ထုတ်တဲ့ချိန်မှာ ကျမကိုလမ်းဟောထုတ်တယ်ကျမကြီးလိုက်အဲ့ရောင်းထဲမှာကယောက်ျားလေးက၃ယောက်ပဲရှိတယ်အဲ့ဒီ၃ယောက်ကလည်းပူးကပ်ပြီးနေနေရတာမဟုတ်ဘူးနော်ဟိုးနောက်မှတယောက်ဟိုးနောက်မှတယောက်ဟိုးနောက်မှတယောက်၃ယောက်ဇဲခုံလေးလည်းမတွေ့ဘူးတယောက်နဲ့တယောက်ရဲ့စကားပြောဖို့ရလာအောင်ကလည်းနီနီကက်ကက်လည်းမဟုတ်ဘူးသူတို့က ကြီးကက်ကက်နေတာလည်းမဟုတ်ဘူးသူတို့ကအဲ့ဒီကြီးတရားသူကြီးကမိတ်သူတို့ဒီယောက်ျားလေးခန်းကနေကျွန်မဆက်ဆောင်တာလေအော်ရတော့ကျွန်မကြည့်လိုက်တဲ့အချိန်မှာ ကျွန်မကြားတာဇယ်တောက်နေကြတယ်လေယောက်ျားလေးတွေအားလုံးအာအရေးဝိုင်းတွေတွားပြီးတော့ဇယ်တွေတောက်နေကြတာအာ90ပေး60ပေး စေတောက်နေတော့ကျမတရားသူကြီးခေါ်တော့ကျမတရားသူကြီးကျမအချုပ်ခံနဲ့ဖွဲ့ပြီးတော့ကျမဖြတ်သွားတော့ကျမအဲ့လိုကောက်ကြည့်လိုက်တော့ယောက်ျားလေးတော့အဝေးပဲထိုင်နေကြတာဇေခူလည်းငါမတွေ့ဘူးပေါ့နော်ဇေခူလည်းမရှိဘူးဒီအချုပ်တဲမှာဘလို့လို့ပြီးဇေတောက်လို့ရမှာတော့ဝိညာဉ်စိုးကြီးအတန်နားမှာကြတာဟော အဲ့ဒီတရားသူကြီးအရှိကောက်သူတို့ကကျွန်မကိုအပင်းကျွေးထားတာလေတရားသူကြီးအရှိတရားသူကြီးအရှိလဲရတော့ချန်တဲ့လူတွေကြီးလိုက်ရအကုန်လုံးကလေအကုန်လုံးကလေဟောဗျလက်ပြအင်ဂျီတွေနဲ့ပူနေကြတယ်တော့ကျွန်မကလေ channel လေး channel လေးအဲ့လိုမျိုး channel လေးအိုးကျွန်မမခံစားနိုင်အောင် channel နောက်ဆုံးရဲကကျွန်မလေ mess လာပေးရတယ်ကျွန်မ mess လာတတ်ခိုင်းတယ်

ရသွားရလားကြာသွားပြီမင်းဆက်ဒီသူ့အောက်ကပါလဲဆရာအဲမိုးကောင်းငင်လေဩအဲ့ဒါမိုးကောင်းငင်အောက်ဟိုလာအဲ့ဒါလို့အဲအဲအဲ့ဆိုတော့အဲ့အဲ့ဒီဆိုတော့လေတရားသူကြီးရှိလဲရောက်တော့ဟိုကျမအရန်ချမ်းနေတော့လေကျမစဉ်းစားတယ်ချမ်းနေတော့ကျမမက်လာပြီးတော့ကျမမက်တက်ပြီးတော့ အေးဟုတ်တယ်ကျွန်မမားတယ်ပေါ့နော်ဒီလိုပဲပြောမှရမယ်လေသူတို့ကျွန်မကထိုင်းလူမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်မကဒံငွေ9000ဆောင်လိုက်ရတယ်ဒံငွေ9000ဆောင်ပြီးတော့ကျွန်မကပြန်လာတယ်ပြန်လာပြီးတော့ကျွန်မလော့သွားတာပေါ့နော်သူတို့ဒီအချုပ်တဲကဇဲတောက်နေတဲ့အတန်ဒီပတ်စံလူနေတဲ့အတန်ဒီဖုံကန့်ဖုံပြန်ဟိုခွက်တွေဘလုံးတွေအတန်ဒီပြီးရင်အဲအဲကောင်မအတိတ်တက်ဖို့ အသေးတတ်ရမှာအဲ့ကောင်မကိုလုံးဝမနှိပ်ပေးနဲ့နော်သူတို့အရာခွေးတွေကလေစကားပြောတော့တောင်မှမရှိပဲနဲ့ဘလို့လုပ်လဲဟာတားနိုင်တာပြီးရင်နောက်တစ်ခုထူးဆန်းတာကအဲ့ဒါဆိုဒီဒီအခုအမှုအမှုဂိမ်းဖြစ်တဲ့ဆို private agency မသွားခင်မှာကျွန်မအဲ့အမှုဂိမ်းဖြစ်တာကျွန်မကမသွားအောင်ဆွဲချတာ ်ဟွန်း property agent ရဲ့ basic ကိုမရအောင်ကျွန်မကိုဆွဲချတာဒါဆိုရင်ပထမတစ်ရက်စနေပြီညနေ9:00နာရီပေါ်ပြီကျွန်မကားလက်မှတ်တော့ဝယ်တာမရဘူးအော်မနေ့အစိုးကြီးမှရမယ်ဆိုလို့တိုးကြီးကျွန်မရအောင်သွားတယ်ကျွန်မလောကဒီထုတ်တဲ့အထွက်တန်းတော့ချစ်ချစ်ကားလက်မှတ်တော့ဝယ်မနေ့စိုးကြီးရအောင်သွားတယ်အဲ့လိုမျိုး အပြည့်မယ်ရအောင်သွားပြီးဘိတ်တိတ်သွားယူခဲ့တာ proper agency လဲသွားဘိတ်တိတ်လဲသွားယူပြီးတော့ဘရစီကလာတဲ့ဘိတ်တိတ်စင်ဘိတ်တိတ်ချင်းနှစ်ဆောက်ကိုနှစ်ကြိမ်ပေးတဲ့ချိန်မှာအပြာရောင်နဲ့အနီရောင်နဲ့ပေးတယ်ဆိုတော့ကိုကလည်းဘာလို့စဉ်းစားရမှန်းလည်းမသိအပြာရောင်လေးအနီရောင်လေးဆိုတော့အခုမှပဲသဘောပေါက်တော့တယ် ကျွန်တော်ဟိုမှာတယောက် line မကောင်းတော့ဘူးတင်းသွားပြန်ရင်လားတင်းသွားပြန်ပြီနားလိုက်မလားဆရာဆရာအိမ်ငတ်နေပြီငါပြန်တက်လာရအင်းမတက်လာပြန်ပြီအဲ့ဒါလေ profit agency သွားဖို့လေကျွန်မမအတိုက်ခံနေဖြစ်ရတာအဲ့အဲ့ဒီမဆရာကိုကျွန်မတွေ့တာအဲ့လိုမျိုးအပြင်မှာတွေ့ပူတာပေါ့နော် သူတို့အရန်လက်တွေ့ပြီးတော့ကျွန်မကဆူတောင်းခံကျင်တာလीအဲ့လိုမျိုးဆရာစီကလည်းပြီးရင်အော်ဆရာစီကပါလဲဆရာစီကကျွန်မတိတ်နှမ်းတက်သေးတယ်လीဆရာစီကကျွန်မတိတ်နှမ်းတက်သေးတယ်တိတ်နှမ်းမိသေးတယ်ဝိညာဉ်ဝိညာဉ်ရေးရတိတ်နှမ်းမှာကျွန်မတက်တယ်ပြီးလို့ရှိရင်ဆမ်မဆာလာအေးလို့ဆန်ဂျိုးရှူဝါအေးလို့ဟို ဟိုဝိညာဉ်ရေးရတင်တန်းမှာကျွန်မတက်တယ်အဲ့ဒီကိုတက်ပြီးဝိညာဉ်စိုးတွေဘယ်လိုနေနေရမလဲဘယ်လိုနေကော့ရမလဲဘယ်လိုကျမ်းပိုင်းနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့အသိပညာလေးရလာတယ်အဲ့ဒီဟာတွေကနဆူးတွေကိုဘယ်လိုနေနေရမလဲနဆူးတွေကိုဘယ်လိုချုပ်ကန်ရမလဲနဆူးတွေကိုဘယ်လိုလုပ်ရမလဲဘယ်လိုဆူတောင်းရမလဲဆိုတဲ့အရာကိုတရားအားဖြင့်လည်းရလာတယ်ဆရာကျောရှုကအဲ့လိုတင်တန်းကိုလည်းရလာတယ်ပြီးရင် ကျမကတိတာကဒီနိုင်ငံသားကလူတွေပဲဒီလိုလက်တင်လို့ရှိရင်နတ်ဆိုးတွေခုတ်ပပေးရတယ်လို့ပဲကျမထင်တာကိုတနေ့စာ live ပေါ်မှာကြည့်ရင်လည်း Joshua ဆရာ Joshua A ရဲ့ဟာယူကျမမြင်ပေါ့ကျမတန်းသိဝမ်းတော်ဝါတာဟာအဲ့ဗမာပြည်မှာလည်းရှိပါ哦ကျမ live တော့အဲ့ဒီဆရာနာကို live ပြီးတော့ကျမသင်နှန်းစသစ်တာ မနေ့ကြပြီလေဆရာဂျိုရှုဝါကြီးတို့တင်နေတမတ်နေတာဘယ်နှစ်လောက်ရှိပြီဒီနှစ်လောက်ရှိပြီနဲ့อืมမနေ့ကြပြီကျွန်မတက်နေတာအဲ့ဒီဆရာဂျိုရှုဝါအေးကိုစောင့်ပြီးဟမ်ဆရာဇော်ရဲ့ဝိညာဉ်တင်နန်းကိုလည်းကျွန်မတက်သေးတယ်လေ လိုင်းချောက်သူခမရသူခမရတနာပါတယ်ဤချင်းမှာအနောက်ရှက်ဝင်နေအနောက်ရှက်ဝင်နေဆိုတော့ဆရာရဲ့ဝိညာဉ်တင်တန်းကိုလဲကျွန်မပထမသူ့ကျွန်မတက်တယ်အဲ့ကျမနဆိုးလဲဆွဲပြီးတော့ဆရာမမမီဆိုတာဆရာတို့တင်နေအောင်တက်ပါလာပုံတော့ကျွန်မအရန်ကိုကျွန်မသိကျင်တဲ့စိတ်တွေပေါ်လာတော့ကျွန်မစတက်တယ် ตัดติดတယ်ဆရာကျော်ရှိုးကအဲ့လိုတက်တယ်ပြီးလို့စီဆရာမဆူဆန်းမီရဲ့တင်တန်းတွေတက်တယ် online ကနေပြီးတော့ certificate တွေရတယ်ပြီးလို့ရှင်ဆရာထောင်တောင်းရဲ့အာဆရာထောင်တောင်းတို့တင်တဲ့ဟိုဟာဗါလဲဒီအဲချီမောချင်းမာချီမောချင်းတင်တန်းကိုတက်တယ်ဆရာထောင်တောင်းတို့လေဆရာထောင်တောင်းတို့တင်တန်းမှာစာမွေးဖြေရတယ် အဲ့အဲ့မှာအဲ့မှာဆရာဆရာမဆူဆန်ဘီကလေသူတို့တွေမှာလည်းတော်တော်လေးကို